မန္တလေးမှာပြိုတဲ့တိုက်တွေကို ဖြိုတော့ထူးခြားခြားဘာလို့တွေ့လဲဆိုတော့ဗိညာဉ်တွေမှာတန်ကြောင်းနဲ့တူဝလုံးတွေပါညှက်ပြီးစောက်ထားတာတွေ့ရပါတယ်ဒီယူဆဟာမှားတယ်လို့ပြောတယ်တချို့ကလည်းဒီလိုစောက်တာမှန်တယ်ဆိုပြီးပြောပါတယ်ဒါဟာဂျပန်နီးပညာနဲ့သုံးတာဆိုပြီးပြောပါတယ်ဂျပန်နီးပညာမှာဂျပန်တွေကတိုက်စောက်ရင်အဲ့ဒီလိုမျိုး ။တန်ချောင်းတွေကြားထဲမှာဝါညက်ပြီးစောင်းစောင်းဆိုတာတော့ကျွန်တော်လည်းသေချာမသိပါဘူး။ဒီလိုမျိုးစောက်တဲ့အယူဆဟာမှန်လားမှားလား။ကျွမ်းကျင်တဲ့သူတွေကတော့အခုလိုမျိုးပဲပြောကြပါတယ်။နောက်ပြီးတော့တဲ့အင်ဂျင်နီယာတွေတကယ်ကျွမ်းကျင်တဲ့သူတွေကတော့အဲ့ဒီလိုမျိုးကွန်ထရိုက်တာတွေကတော့တန်ချောင်းတွေကြားထဲမှာဝါညက်ပြီးစောက်တာမျိုးဘယ်တော့မှလုပ်မှာမဟုတ်ပါဘူးလေ။ဒါဟာ တော်ရုံတယုံကျွမ်းကျင်တဲ့အရက်ထဲကလက်သမားပယံတည်းရဲ့လက်ရလို့ဆိုကြပါလိမ့်အင်ဂျင်နီယာတွေကဘယ်လိုပြောလဲဆိုတော့ဝလုံးသမုတ်တစ်သားချောင်းတွေကိုတဲ့တန်ချောင်းထည့်ရမယ့်နေရာမှာမသုံးပါဘူးတဲ့တစ်ဝါးတွေဟာတဲ့ပျော့ညွတ်တဲ့သဘောရှိတဲ့အတွက်တုံခါမှုများတဲ့နေရာများမှာတဲ့အားဖြည့်တဲ့အနေနဲ့ထည့်သွင်းတတ်ကြပါလေတဲ့ကုံကြစိတ်တစ်သားရာကြောင့်ဗမာနီးဗမာဟန်နဲ့ဆောက်တာလို့ပြောပါလေတဲ့ တဲ့ဝါများထဲတဲ့အတွက်ကြောင့်ရာသီဥတုဒဏ်နဲ့ပူချိန်ကိုညှိပေးပါတယ်အရေးကြီးဆုံးအချက်ကအဓိကနေရာတွေမှာမခိုမကပ်စံချိန်မီတန်နဲ့ဘီလက်မီသုံးရပါတယ်ကိုရီးယားနဲ့တရုတ်တွေလည်းတဲ့မြေအောက်နဲ့မြေပေါ်မှာတန်စားဝါကိုထည့်သုံးတယ်ဆိုပြီးအဲ့ဒီမှာဆောက်လွှဲလုပ်တဲ့သူတချို့ကပြောပါတယ်ဒါပေမဲ့အထက်မြင့်ဆိုရင်တော့မထည့်ဘူးတဲ့အောက်ခြေမြေလှုပ်ရှားမှုလိုက်ထည့်တာပါတဲ့တချို့ကြားတဲ့ကုန်ကြစိတ်ခြွေတရာရယ်ဖြစ်လို့ ဲ့ဒီလိုမျိုး ထဲ့တယ်လို့ဆိုပါတယ်တဲ့တကယ်လို့သားတဲ့ဒီအင်ကိုစောက်တုံးကတဲ့အင်ရှင်နဲ့စောက်လို့တဲ့ရက်ွက်တဲ့ကဒီစောက်လို့ရေးပဲဖြစ်ဖြစ်ကန်ထိုက်တာပဲဖြစ်ဖြစ်သူတို့နှစ်ဖက်ကြီးလို့ရင်တော့ဘာမှပြောလို့မရဘူးတဲ့ဂျားပွဲစားအတည့်ရနဲ့လိန်ချောင်းရင်တော့မပြောတတ်ဘူးတဲ့ဒီအင်ပုံစံဆိုရင်နဲ့အင်ရှင်ကြိုက်လုတ်တဲ့အိမ်ပဲနေမှာပါတဲ့ပျံစရာကဟိုအကောင်းနေဆိုလုတ်လိုက် လှုပ်လိုက်ပဲပြောပါတယ်တဲ့အခုတော့အဲ့ဒီလိုမျိုးစောက်တဲ့အိမ်တွေရှိပါတယ်တဲ့ပစ္စည်းလက်ခအပြတ်မပေးဘူးနေစားစိတ်အပြတ်မပေးဘူးပစ္စည်းကိုကိုယ်တိုင်ဝယ်ပေးမယ်ဆိုတဲ့ site တွေမှာတဲ့အဲ့ဒီလိုမျိုးဝလုံးခဲဆောက်တာတွေအဖြစ်များတယ်တဲ့တချို့ဆိုရင်အိမ်ကမပြီးသေးဘူးတဲ့ဝင်နေပြီတဲ့ဒီလိုမျိုးဝါထဲ့သွင်းတိဆောက်တာဟာတဲ့အာရှရဲ့တဲ့ရှေးယိုနီလန်းဆိုတာပဲပြောပြတာပါတဲ့ တိဘက်ကအိမ်ချို့မှာဆိုရင်ဝါးစိမ့်ကိုအပြင်လိုက်တော့နေရန်အမိုးစလက်တွေမှာသုံးပါတယ်တဲ့အလေးချိန်ရှော့ကြဖို့နဲ့ရာသီဥတုတခဏအောင်ဝါးစိမ့်ကဘီလက်မြင်နဲ့တွေ့ရင်သူ့မူလအတိုင်းကြကြနေနိုင်ပါတယ်တဲ့ဒါမဲ့ဝိုင်းကန်ခိုက်တွေကတော့အဲ့ဒီလိုမျိုးမပြောပါဘူးဝါသစ်သားဟာတဲ့တန်လောက်ပြောရမယ်ဆိုမာကြုံမှုမရှိပါဘူးတဲ့ပေါင်းထားတဲ့ဝါမဟုတ်ရင်အဆင်မပြေပါဘူးတဲ့ အဆောက်ဆောက်လုပ်တဲ့ guideline မှာဝါတစ်သားထဲ့သမို့အတွက်ကုတ်လုံးဝမရှိပါဘူးတဲ့အခုပုံမှာပြိုကျနေတဲ့ဘင်းဟာတဲ့ဒီခန်းဝင်လောက်မရှိတဲ့ partition ဘင်းအနေနဲ့ထိုးထားတာလို့ယူဆကြအောင် engineer တွေကပြောပါတယ်ဝါတစ်သားကိုဘီလက်မြေမစွဲပါဘူးတဲ့စွဲအောင် လုပ်ချင်မယ်ဆိုရင်တော့တဲ့စကားကက်ရပါတယ်တဲ့ပုံမှာကြည့်ရင်မြင်နိုင်ပါတယ်တဲ့စကားလည်းမကက်ထားဘူးတဲ့ ကွန်ကရစ်အဖက်လိုက်ကွာကျသွားတာပါလေလုံးဝစေမဖြစ်တဲ့ဆောက်လုပ်နည်းပုံစံမှာဆိုပြီးဝေဖန်ပြောထားပါလေဒီအိမ်ပုံစံကိုတွေ့တာနဲ့ရန်ကုန်မှာတိုက်ခန်းနေသူချို့ကလည်းအဲ့ဒီလိုမျိုးဆောက်တာတကယ်ရှိပါလေတဲ့ရန်ကုန်သင်ကန်းကျွန်းငမိုးရိပ်ဘက်ခြံကကန်ထရိုက်တိုက်တချို့ဆိုရင်လည်းဝလုံးဝကနဲ့အောက်ခင်းတိုင်ထောင်ဘေးနေတယ်မှာတဲ့တန်ကြောင်နေရာမှာ အစာထိုးဆောက်ထားတဲ့တိုက်တွေတပုံကြီးပဲတဲ့တန်ကြောင်နည်းနည်းထက်အဲ့လိုမျိုးအားတွေလည်းပေါင်းထက် ကျွန်တော်တဲ့အရင်ကအိမ်ပွဲစားတွေစီကတည်ရပါတယ်တဲ့ရန်ကုန်မှာငလေလှုပ်လို့ကတော့တဲ့အဲ့ဒီဘက်ချံကကန်ထိုက်တယ်မတွေ့ရစေရပါတဲ့ဒါအတန်ကြောင်းခိုးတာမဟုတ်ပါဘူးတဲ့ဝါအတန်လိုပဲခိုင်ခန့်လို့တဲ့ကုံကြစိတ်ချွေတာသူတွေကထဲ့တာမျိုးပါတဲ့တန်တုတွေထက်ဝါပို ခိုင်ခန့်ပါတယ်တဲ့အ ਨੇ သောအနည်း20 30ခိုင်ပါတယ်တဲ့ဝါတွေသဘောကတဲ့အဆိုးသုံးရင်တဲ့အလွယ်တကူတဲ့ဆွေးမြေ့ခြင်းမရှိပါဘူးတဲ့ တန်တုဆိုတာဟာတကယ်တော့တဲ့ကိုင်းလို့စမ်းလို့မရပဲကျိုးကုန်တဲ့ပြန်ရည်ကြိုတဲ့တန်ကျုဆက်တွေကိုပြောတာပါတဲ့ဆွဲအားလိန်အားမခံနိုင်တဲ့အတွက်ကျိုးကုန်တာပါတဲ့ဒါဆိုရင်နဲ့ရန်ကုန်မှာလဲတဲ့717ငလင်ကြီးနဲ့ကြုံရင်နဲ့အဲ့ဒီအိမ်တွေခံမလားတဲ့ကြည့်ရအောင်ပါဆိုပြီးလဲတချို့ကဝေဖန်ပြောပါလိမ့်ဝါးနဲ့စောက်တာဟာတဲ့တစ်ထက်တိုက်ဆိုရင်တော့ဘာမှမဖြစ်ပါဘူးတဲ့အထက်မြစ်ဆိုရင်တော့လုံးဝစောက်ဖို့မသင့်ပါဘူးတဲ့ တန်တူးကားတဲ့ဘေးကဖောင်းလုံးကြီးပြီးကိုင်းရင်ဆက်လို့ကျိုးလွယ်ပါတယ်တဲ့အတန်စစ်ကကိုင်းလိုက်ရင်ကျိုးမလွယ်ပါဘူးတဲ့ဘေးကဖောင်းလုံးလည်းသေးတယ်တဲ့ဈေးလည်းမတူဘူးတဲ့ခုမြန်မာနိုင်ငံထဲကိုပြည်ပကတင်သွင်းတဲ့အတန်လေးဝင်လာနေလို့အတူအစ် ခွဲတက်မှအဆင်ပြေမယ်တဲ့နိုင်ငံတကာကတောင်းတဲ့အင်ဂျင်နီယာပညာရပ်မှားတဲ့ဝါထဲ့သွင်းစောက်တယ်ဆိုတော့လုံးဝမပါပါဘူးဆိုပြီးအင်ဂျင်နီယာတူကလည်းပြောပါတယ်ဒါကတော့တဲ့မြန်မာကဆရာကြီးတွေပဲစောက်တာပါတဲ့ မြို့နယ်စီပင်အင်ဂျင်နီယာနဲ့ LSA တာဝန်မှာတဲ့ခွင့်ပြုချက်မရှိနားလည်မှုနဲ့ဆောက်လုပ်ခဲ့ရင်တော့တဲ့ပြောရမယ်ဆိုရင်တဲ့ LS မရှိဘူးလေဘလို့ပဲဆိုပါသေးတယ်မြို့နယ်စီပင်ကတော့တာဝန်ရှိတာပါပဲတဲ့အဲ့ဒီလိုဆောက်တာကဘာကြောင့်ခွင့်ပြုလဲဒါတွေကိုစနစ်တကျလိုက်လံစစ်ဆေးဖို့လိုတယ်ဆိုပြီးချုပ်ကပြောပါတယ်ဒါမဲ့ဒီတဲ့သူချိုးကတော့ရန်ကုန်မှာရှိတဲ့ IND အကြောင်းကိုလည်းရရှိုင်းဂျင်နီယာတွေစောင်းတော့ကလည်းဝဘိုးဝါကိုခင်ပြီးစောက်သွားတာလေမယုံရင်နဲ့သွားပြီးလေ့လာကြည့်တယ်လို့ပြောပါတယ် ထူးဆန်းမထူးဆန်းပါဘူးတဲ့ဒီကိစ္စက AOD လေးဘေးတုန်းကလည်းပသိမ်ကန်းနာဖရာဆောင်တန်း TIO ဝါနဲ့ကွန်ကရစ်လောင်ထားတာနဲ့တန်ချောင်းထက်ခိုင်နေဆိုပြီးပြောပါတယ်တဲ့ဟုတ်ပါတယ်တဲ့နှစ်ဘလောက်ပဲကြာကြာဝါမဆွေးပါဘူးတဲ့တန်ချောင်းလို့တော့ကျုံနိုင်ဆက်နိုင်အာသိမကောင်းပါဘူးတဲ့တန်ချောင်းကနှစ်များရင်တန်ကြီးတက်ပါတယ်တဲ့ဝလုံးကလည်းအဲ့ဒီလိုမျိုးတန်ကြီးမတက်ပါဘူးတဲ့မုံရွာကဆရာတော်တပားကလည်းဝလုံးထက်တာအမှန်ပါတဲ့ဝါဟာတဲ့နှစ်340ကြာလဲဘာမှမဖြစ်ဘူးလို့ ကြားသိရပါတယ်တဲ့။ဘာပြောတဲ့ဒီလိုဝလုံးထဲဆောက်တာအမှန်ပါတဲ့ဥစဉ်တို့ကြောင့်တချို့နေရာတွေလည်းအဲ့ဒီလိုမျိုးထဲဆောက်တယ်ဆိုပြီးပြောပါတယ်။ဝါနဲ့အဲ့ဒီလိုမျိုးညှက်ဆောက်တာဟာမှန်မှန်မှန်ဆိုတော့ကျွန်တော်အနေနဲ့ဒီပညာရဲ့နဲ့ပတ်သက်ပြီးတေချာကျွမ်းဝင်လေ့လာမှုတော့မရှိလို့ပြောဖို့တော့ခက်ပါတယ်။ဒါပေမဲ့ဆောက်လို့ရေကန်ထရိုက်တာလောကမှာအင်တလုံးဆောက်တဲ့အခါ ဒီဝါးဆိုတာကကျွန်တော်တို့ညမ်းတွေပါတယ်ဆင်တဲ့ခါမှာပဲတုံးတာပါဒီဘင်တန်းကြီးတွေထဲမှာဝလုံးထည့်သွင်းတိဆောက်တယ်ဆိုတော့မကြောက်ဘူးပါဘူးတချို့ကငါတို့ရှေ့အိမ်တော်ဖိတ်ခန်းနဲ့ဝါးထင်အကြောရက်ပြီးတဲ့မာဆလာနဲ့လှုပ်ထားတာလည်းအနှစ်60ကျော်ပြီးတဲ့ငလင်လှုပ်လို့ပြောကြလဲတဲ့လူပိမသေးဘူးတဲ့ကောင်းမှကောင်းတဲ့တကယ်တော့ဒါပေါက်ပန်း40လောက်ခဲ့တာပါတဲ့အင်ရှင်တွေကလည်းပတ်စံမကုန်ရင်ပြီးရောတဲ့ ဲ့ဒီလိုပေါက်ပန်း40လို့လည်းသဘောတွေကြာနေကြတယ်တဲ့ကျွန်တော်လည်း engineer တယောက်ပါတဲ့ဒါပေမဲ့တဲ့ကျွန်တော်မိဘတွေအိမ်ဆောင်တုန်းကကျွန်တော် engineer ဖြစ်တာနဲ့ကျွန်တော်ဝင်ပြောရင်လည်းမိဘတွေကလက်မခံဘူးတဲ့ရက်ွက်တွေကပညာသမားပြောတော့လက်ခံတယ်တဲ့အခုငလင်လို့တော့အုပ်နေရန်ညိုကြကုန်ရောတဲ့ဘာမှတဲ့တေချာတိုင်းထွက်တာတွေပါလေမရှိဘူးတဲ့တေချာစမ်းသက်တာလည်းမရှိဘူးတဲ့ဝါနဲ့စောင့်နေဆိုပြီးအထင်မသေးပါနဲ့တဲ့ရန်ကုန်မစွန်းတော်မူတာထက်နာက ဖုံးတော်ကြီးကြောင်းမို့ဦးလေတဲ့ဝါနဲ့ပဲစောက်တာတဲ့ နှစ်40ကျော်ပြီးတဲ့ကိုတွေ့ပါတဲ့တချို့ကလည်းပြောပါတယ်မြမယူဆရတဲ့တင်ကြားမာတဲ့ဝါညက်တာမကောင်းပါဘူးတဲ့ပြန်ဖြတ်ပါတဲ့မညက်ကောင်းတာကဘာလို့ပြောတာလဲဆိုတော့တဲ့တင်းတဲ့ဝါညက်ရင်ဝါအရင်ဆွေးပြီးတစ်ကြံရင်အစားကလိုက်ပြင်ရမှာဆိုလို့ရှစ်လက်သမားတွေကပြောခဲ့တဲ့စကားဆိုပြီးပြောပါတယ် တချို့ကလည်းဒါတဲ့တကယ်တော့ဝါထဲလို့ပြောတာမဟုတ်ပါဘူးတဲ့တရုတ်တွေကိုရီးယားတွေဆိုရင်မြေအောက်စလစ်လောင်းရင်တန်တချောင်းဝါတချောင်းထဲလောင်းကြပါလေတဲ့ကိုရီးယားမှာတဲ့စိုက်ပျိုးရေးခြံမှာသွားလို့ဖူတယ်တဲ့သူတို့နီးပညာအရဝါဆိုထဲသုံးရင်အဲ့ဒီဝါဟာအလွယ်တကူဆွေးမြေ့ခြင်းမရှိဘူးတဲ့အနည်းဆုံးနှစ်30လောက်ခံတယ်တဲ့အဓိကဘီလက်မြေပုံမှန်ရေးမူတည်ပါတယ်တဲ့အချိုးအစားစနစ်တကျစက်ရင်တော့အလွယ်တကူမပြတ်စည်းပါဘူးတဲ့အခုကတဲ့ဝါ ထဲ့လို့ပြိုတာမဟုတ်ပါဘူးလေမြေလွာအောက်ကနှုတ်ရှားမှုတွေကြောင့်လည်းအချိုးအစားမကျနှောင်မှုပါတဲ့အင်တလုံးဆောင်ရင်ပြီးစွလဲစောက်သူလည်းရှိတော့ရှိပါလေတဲ့ကိုယ်အိမ်လိုသဘောထားစောက်တဲ့သူတွေလည်းရှိပါလေတဲ့မဝဲခင်မစောက်ခင်တေးချာလေးလာကြပါဆိုပြီးလဲအကြံပြုထားတာဖြစ်ပါလေကဲဒါဆိုရင်ဝါကိုအဲ့ဒီလိုမျိုးဘေးနံနေမှာထဲ့သွင်းစောက်တာကောင်းမကောင်းဆိုတာဝေဖန်အကြံပြုကြပါဦးဗျာ